ဘူးမာကလေးပြန်လဲမာရအာငါမငါမပြီလားငါမလို့တော့နေရမလားဆိုတော့မရှိဘူးဒါပေမဲ့ဟိုနှိမ်နာပြူတာတွေပါညာတော့ရှိတာပေါ့နော်အဲ့လိုကိုယ်တွေဖြတ်လျှောက်ပေါ်ကနေလာတယ်ဆိုတော့အဲ့လိုမခေါ်ခြင်းလိုလိုဟိုအဓိကဟိုဆက်ဆက်ရေးမှာပေါ့နည်းနည်းကွာဟမှုလေးတော့ရှိတာပေါ့ဟိုဟင်းချက်တဲ့အမားတွေကကစားလေးတည်ရမဖြတ်လျှောက် တယ်ဆိုလို့ရှိရင်အဲကြည့်လိုက်တယ်ဆိုလို့ရှိရင်သူဒါဖျက်လျှောက်ထဲရဘဲဆိုပြီးတော့ဟင်းဆိုလဲအဲ့လိုမျိုးပေါ့ဘယ်လိုဘယ်လိုပြောမလဲပါတယ်ဆိုုံလောက်ပေါ့နော်အဲ့လိုမျိုးလေးတွေထည့်ပေးတာတော့ပါဘူးရှိရယ်ပေါ့အဲ့အဲ့လိုမျိုးပြဿနောက်နောက်ပြောင်းလဲလာတဲ့အပေါ်မှာမူတည်ပြီးတော့ပြောင်းလဲပြောင်းလဲလာတော့သူတို့ရဲ့ဆက်ဆံမှုလေးရပါပြန်ပြောင်းလာတယ်ဒီတယောက်ဆောင်တယောက်ကဒီ main character ရာရာမှမဟုတ်ဘူးပေါ့နော်သူ့ညံနဲ့သူဘယ်ညာဖြစ်ဖြစ်တော့ဒါအတုံးဝင်တယ်လေသူတို့တွေမပါဘဲနဲ့လဲ ဒီဖျက်လျှောက်တွေမပါပါနဲ့ဇက်ကားတခုကရိုက်လို့မရဘူးအဲ့ဒီအတွက်ဟိုပြောချင်တာဖျက်လျှောက်တွေကိုမနှိမ်ပါနဲ့ဖျက်လျှောက်တွေကိုလည်းနေရာတခုပေးပါပေါ့နော်မအနုပညာလှူရှားမှုထဲမှာအခုရောက်လာတာတော့ဆယ်နှစ်ကျော်သွားပြီပေါ့နော်ဟိုဟို MRT ဘုကနေပေါ့စပြီးဝင်လာတာပဲညီမလေးအဲအစတော့ဖျက်လျှောက်လောကပေါ့ညီမလေးရဲ့အဲဒီကနေဘောကကိုစခဲ့ရတာပေါ့စတဲ့ဇာတ်ကားလေးကအရေး ဘလိုကိုက်တာလေးရဆိုမင်းသမီးရဲ့အမေနေရာလေးကနေပြီးတော့လာပြီးကန်လန်းတာနဲ့အဲ့ဝင်လိုက်တာဒါပေမဲ့မင်းသမီးဆိုတော့တကယ် main main မင်းသမီးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးအဲ support မင်းသမီးရဲ့အမေနေရာလေးကနေပေါ့ဝင်ပြီးတော့တရုတ်ဆောင်ပေးခဲ့တာပေါ့အမကတော့ရန်ကွာမဟုတ်ဘူးနေကပြောင်းလာတာအဲ့တော့နေကပြောင်းလာတဲ့အချိန်လေးပေါ့တရုတ်ဆောင်မလုပ်ခင်အောင်မပါဘူးလုပ်ခဲ့ဘူးလေအဲအမတရုတ်ဆောင်မလုပ်ခင်နေမှာအမဟိုပေါ့အယောင်းဝယ်လောက်တယ်အဲ့လိုမျိုး စိုက်ကဲအရောင်းဝယ်လေးတွေလုပ်တယ်အဲဘလို့နည်းပြတာအဲအနုပညာမျိုးရိုးကတော့ရှိပါတယ်နုပညာမျိုးစွာဟိုပါအမရဲ့ဦးလေးရလဲဒီဟိုကလေတချင်းရေးဆရာကိုဆဲဆိုတာလေတခါက rock and roll ကြီးရဲ့အဲတချင်းရေးဆရာကိုဆဲရဲ့ဒူမအမအဲအတော်ကလေမန်လေးတိချစ်သူဒီဝိုင်းမှာအစိုးရပေါ့အရင်တော့ အဲ့လိုမျိုးဆိုတော့ဒီအမှုပညာအလုပ်ကအမစိတ်ဝင်စားတယ်လေဒါပေမဲ့လုတ်ခွင့်မရခဲ့ဘူးပေါ့နော်ကိုကရန်ကုန်မှာလည်းနေတာမဟုတ်တဲ့အတွက်အဆက်ဆက်လည်းမရှိတော့လုတ်ခွင့်မရခဲ့ဘူးအဲ့နေမှာပဲရောက်နေတာပေါ့အဲ့နောက်ရန်ကုန်ပြောင်းလာပြန်မှာပဲဒီစုပိုင်တို့အဖွဲ့တွေကတယောက်နဲ့ Facebook မှာတိပြီးတော့အမရိုက်ကြည့်မလားဆိုတာနဲ့ရိုက်ဖြစ်သွားတာအဲ့မဲ့ပိုးကလည်းပါလာတော့မရတော့ဒီထက်ရောက်လာပြီးနောက်ပိုင်းတကယ်ရိုက်မလားလို့ဖုန်းဆက်ရင်ရိုက်မှာပဲအဲ့လိုပြေတာအစိုးရဝါသနာပါတယ် အစိုးပိုင်းကိုအဓိကပို့ပြီးတော့ဝါသနာပါတယ်ဒါပေမဲ့အဲအဲ့လိုမျိုးခွေရိုင်းထုတ်ဖို့ဒီစဉ်းစားသေးတယ်ဒါပေမဲ့အတန်အနေထားအနေအမြင့်တွေပါတယ်ကြောက်ကိုလေ့ကျင့်မှုမရှိဘူးပေါ့နော်လေ့ကျင့်မှုမရှိတော့တိတ်မရဘူးထင်လို့အဲ့ဘက်ပိုင်းမလုံဖြစ်တာအာငါမားငါမားပြီလားငါမလို့တော့ရနေရမလားဆိုတော့မရှိဘူးဒါပေမဲ့ဟိုမနှိမ်နာပြူတာတွေပါညာတော့ရှိတာပေါ့နော်အဲ့လိုကိုရီဖြက်လျှောက်ပေါ်နဲ့လာတယ်ဆိုတော့အဲ့လိုမခေါ်ခြင်းလို့လို့ဟိုအဓိကဟိုဆက်ဆက်ရေးမှာပေါ့နည်းနည်းကွာဟမှုလေးတော့ရှိကြပါပေါ့ အဲဘယ်လိုဖြစ်ရှင်းလဲဆိုတော့ဟိုသူတို့တွေဟိုကိုယ့်ကိုဘယ်လိုပြောမလဲအတန်းတစ်ခုနေနဲ့အနေနဲ့မြင်လဲကိုကတော့ဟိုပေါ့နော်ကိုယ့်ရဲ့တရုပ်ဆောင်ပိုင်းကိုတော့အဓိကဦးစားပေးပြီးတော့ကာရက်တာကိုမိအောင်တော့တရုပ်ဆောင်နိုင်အောင်စူးစမ်းခဲ့တယ်ပေါ့နော်အမအဲ့လိုမျိုးစူးစမ်းခဲ့တယ်အဲအဲနောက်ပိုင်းမှာတော့ဒီကိုစူးစမ်းမှုမှာမူတည်ပြီးတော့နေရာတစ်ခုရလာတဲ့ပုံမှာဆက်ဆက်ရေးပါပြောင်းလဲလာတာပေါ့နော်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးလေးပြောင်းလဲလာတာလေးတွေ့ရတယ်ပေါ့ဟိုအရင်ကဆိုလို့ရှိရင်အဲ့လိုမျိုး ကိုယ့်ရဲ့စီနီယာကြားတဲ့ဒီမင်းသမီးတွေနဲ့တွေ့လို့ရှိရင်ကိုကရှိန်တာပေါ့နော်အဲ့လိုရှိန်သူတို့နဲ့တောင်အတူတူသွားပြီးမထိုင်ရတဲ့ဟိုနေရာမျိုးတွေရှိတာပေါ့နော်အဲ့လိုမျိုးတွေဆိုတော့နည်းနည်းလေးတော့စိတ်ကတော့မတင်မြဲလေးတော့ဖြစ်တာပေါ့အဲဒါမှမဟုတ်ငါလည်းအခုတရုတ်ဆောင်ဖြစ်နေပြီပဲငါလည်းငါနေရာမှာရောက်တဲ့နေရာမှာရအောင်တော့စူးစမ်းမယ်ဆိုစိတ်ဓာတ်နဲ့တော့ရှင်သန်လိုက်တာပေါ့နော်အခုကြတော့အခုကြတော့အဖွဲကမခေါ်တော့ဘူး အခုကြောင့်အဖွဲရမခေါ်တော့ဘူးနောက်ကိုစူးစားဖို့ဘူးပေါ်မှာမူတည်ပြီးတော့လဲအဲ့လိုပေါ့ဘိုင်နိုင်တက်ပြီးတော့ခေါ်ကြလာတယ်ကများလာတယ်ပေါ့များလာတော့ဟိုအဖွဲအဖွဲရကြတော့မခေါ်တော့တာလားမခေါ်ရဲတော့တာလားမသိဘူးနော်ကိုအဲ့လိုမျိုးဈေးတစ်ခုတက်မလိုက်တယ်ဆိုပြီးတော့မခေါ်ကြတော့ပေါ့တချို့ကြတော့လဲအဲမဟန်နီကစ်ကိုဈေးနှိမ်ပေးလို့မရဘူးအဲတန်းတစ်ခုရှိသွားပြီဆိုတဲ့ပုံစံမျိုးနဲ့သူကမခေါ်တော့ဘူးအဲရပါတယ်ခေါ်ပါဝါသနာပါနေတာရတယ်ဘယ်လိုပဲသိဆောက်ဆိုတော့ အဲ့လိုဘောနောအဖွဲတွေကမခေါ်ကြတော့ဘူးကြတော့အဲတယောက်ဆိုင်မှာခေါ်တဲ့လူတွေကလည်းတတ်မှတ်လိုက်တယ်ကိုကိုကိုလည်းတတ်မှတ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်လိုက်တယ်ဘာလို့ဆိုတော့ဟိုပေါ့ဟိုဘလောက်ရရလိုက်မယ်ဆိုတော့ဟိုစိတ်မွေးတော့ဘူးဆိုတော့ဟိုဘယ်လိုပြောမလဲအခုချိန်မှာလေဟိုအဖွဲလိုက်ရိုက်တာတွေကများတယ်များတော့ခါကျတော့တချို့တွေကကြတော့လေဈေးနှုန်းကို ရောတဲ့ဟာတွေကိုပဲလိုက်ပြီးရွေးပြီးခေါ်ကြတယ်ပေါ့နော်အဲသူခေါ်ရင်တော့မရပါဘူးမခေါ်တော့ပါဘူးသူ့တဲ့ဈေးရောတာတွေပဲတုံးလိုက်ပါတော့မယ်ဆိုတာမျိုးတွေရှိလာတယ်လေရှိလာတော့ခါကျတော့ရတယ်မခေါ်လည်းရတယ်ကိုဒီဈေးဒီဈေးလေးရရင်တော့လိုက်လိုက်မယ်ပေါ့အဲ့လိုဒါပေမဲ့အများကြီးလည်းမတတ်မထားပါဘူးသူ့ရဲ့ဟိုဘယ်လိုပြောမလဲဟိုမင်းသမီးကြီးတွေဈေးလောက်တော့မရဘူးပေါ့လေဒါပေမဲ့ဖြတ်ချောက်ဈေးလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုအလဲအလက်လေးမှာတော့ တန်းလေးတစ်ခုတော့ရှိနေတာပေါ့အဲ့လိုမျိုးလေးပါဖြက်လျှောက်ဆိုရင်လူကနေကြတာကိုအဲ့လိုရှူတင်တမင်းစားတယ်ဆိုရင်တောင်မှဖြက်လျှောက်ဆိုလို့ရှိရင်သိရမလားโอ้ฮิ้นแท้ပေးတယ်โอ้ฮิ้นချက်တဲ့အမားတွေကကစားလေးတည်ရမှာဖျက်လျှောက်တယ်ဆိုလို့ရှိရင်အဲအကြည့်လိုက်တယ်ဆိုလို့ရှိရင်သူဒါဖျက်လျှောက်ထဲရဘဲဆိုပြီးတော့ဟင်းဆိုလဲအဲ့လိုပြောပေါ့ဘယ်လိုပြောမလဲ ပါတယ်ဆိုုံလောက်ပေါ့နော်အဲ့လိုမျိုးလေးတွေထည့်ပေးတာတော့ပါဘူးရှိရယ်ပေါ့အဲ့အဲ့လိုမျိုးပြဿနောက်နောက်ပြောင်းလဲလာတဲ့အပေါ်မှာမူတည်ပြီးတော့ပြောင်းလဲပြောင်းလဲလာတော့သူတို့ရဲ့ဆက်ဆံမှုလေးရပါပြန်ပြောင်းလာတယ်အဲ့အဲ့လိုမျိုးမဟန်နီကအတွက်ထမင်းလေးခုပေးလိုက်ပါအုံးနော်အဲ့ဟေးလေးထည့်ပေးလိုက်ပါအုံးနော်အဲ့လိုမျိုးလေးဟုတ်ပါတော့နော်ဖြက်လျှောက်တိုင်းလဲအားငယ်စရာမလိုပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့အဓိကကဖြက်လျှောက်လဲတရုတ်ဆောင်တယောက်ပဲလေဟို ဒီသရုပ်ဆောင်တယောက်ကဒီ main character ရာရာမှမဟုတ်ဘူးကွနော်သူ့ညံနဲ့သူဘယ်ညာဖြစ်ဖြစ်တော့ဒါအသုံးဝင်တယ်လေသူတို့တွေမပါဘဲနဲ့လေဒီဖျက်လျှောက်တွေမပါဘဲနဲ့ဇကားတစ်ခုကရိုက်လို့မရဘူးအဲ့ဒီအတွက်ဟိုပြောချင်တာဖျက်လျှောက်တွေကိုမနှိမ်ပါနဲ့ဖျက်လျှောက်တွေကိုလည်းနေရာတစ်ခုပေးပါပေါ့နော်ဒီစူးစမ်းရင်စူးစမ်းတယ်လို့ဖြစ်ပါတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်